တန်ကျင်မရှိများအလုံးပဲမင်္ဂလာပါเนาะโอเคကျွန်တော်တို့မနေ့ပတ်ဆိုရင်တော့ဒါထွက်တော့မှာဆိုတော့ဒါအနီးကပ်လေးပေါ့เนาะကျွန်တော်ဒါနောက်ဆုံးမူဖြစ်ပါတယ်ဗျာเนาะအာဒီတစ်ပတ်အတွက်ပေါ့เนาะဒါ3 9နှစ်ပေါ့เนาะဒီနေရာကကျွန်တော်တို့3 9နှစ်เนาะဟုတ်ပြီဒါဆိုကျွန်တော်နည်းနည်းလေးချက်ပြီးတော့ခဏနေကျွန်တော်စပြမယ်ပေါ့เนาะ โอเคပါဒါနောက်ဆုံးမူလေးဖြစ်ပါတယ်နောက်ဆုံးမူလေးဆိုတော့တစ်ချက်ကြည့်ကြည့်ပေါ့เนาะကျွန်တော်ဒီ summarize ပြန်ပြီးတော့လုတ်ပေးခြင်းတော့လုတ်ပေးဖြစ်မယ်ပေါ့เนาะကျွန်တော်အားခဲ့ရင်ပေါ့เนาะညာဘက်ကိုကျွန်တော် live လေးလွှင့်ပြီးတော့လုတ်ပေးပြင်ရင်လည်းလုတ်ပေးပြပါမယ်ပေါ့เนาะအဲ့ဒါတော့တိတ်ပြီးတော့မသေးချာသေးဘူးပြန်เนาะကျွန်တော်အားမအားမသိသေးလို့ပေါ့เนาะ โอเคပါဒါဆိုရင်ကျွန်တော်ဒီမှာနောက်ဆုံးမူလေးတစ်ချက်ကျွန်တော်လည်းအတူတူကြည့်အောင်ပေါ့เนาะကျွန်တော်ပရမဆုံးပေါ့เนาะဒီမှာရှိနေတဲ့ကျွန်တော်6တိရှိเนาะ ဒီ number 8เนาะ618ကကျွန်တော်တို့အပိတ် number 8တိတဲ့เนาะအပိတ် number 8တိ1 2 3 4เนาะဒီ5ကမြောက်ပါတဲ့เนาะဒီလိုတဲ့ခွာနေပေါ့เนาะ8အပိတ်နဲ့ကျွန်တော်တို့နောက်ထပ်เนาะဒီလို4လုံးပေါင်းရင်เนาะခွန်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 86ပေါ့เนาะခွန်ခွန်86ဆိုတော့၄လုံးပေါင်းခြင်းညီတဲ့ number 8ဖြစ်ပါတယ်တဲ့เนาะအာ8ဆိုပြီးတော့ကျွန်တော်တို့8ကြားတဲ့သဘောပေါ့เนาะ ဒီနံပါတ်7ဒီတပင်2ပင်3ပင်4ပင်ချပြီးတဲ့နောက်မှာ0086ဆိုပြီးတော့ပေါင်းခြင်းနံပါတ်4လုံးပေါင်းခြင်းဒီ10ဖြစ်ပါတယ်ဒီမှာ939ခွန်เนาะဒီ939ခွန်ကဒီနံပါတ်ခွန်ဒီလေတဲ့เนาะတပင်2ပင်3ပင်4ပင်ချပြီးတော့တဲ့ကျွန်တော်ဒီမှာ93လုံး1เนาะ93 45 1နဲ့ပေါင်းရင်ကျွန်တော်တို့10ခွန်ဖြစ်ပါတယ်เนาะ ဒီခွန်ဒီဒီခွန်လို့ကျွန်တော်တို့ကြားပြတဲ့သဘောဖြစ်ပါတယ်။ဒါဆိုရင်၄၈ကကျွန်တော်တို့အပိတ်နံပါတ်၁တည်နော်ဒီနံပါတ်၁တည်ဒီဘက်ကလို့ကြားခဲ့မယ်ဆိုရင်ဒီလို၄လုံးပေါင်းချင်းဒီပေါင်းချင်းနံပါတ်နံပါတ်၁ဖြစ်ပြရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာက၃၃၄ပေါင်းချင်း30ဖြစ်နေတယ်ကျွန်တော်တို့လိုချင်တဲ့နံပါတ်၁ဖြစ်တဲ့အတွက်ကျွန်တော်တို့၁ထိပ်စီနော်โอเคဒီမှာနံပါတ်၈ကြားတဲ့အတွက်၄ပင်ချပြီးတဲ့နောက်မှာ ဒီလိုလေးလုံးပေါင်းချင်းဒီပေါင်းချင်းနံပါတ်၈ကြပါတယ်သူရဲ့နာမှာကိုသုံးညာခွန်ကအပိတ်ခွန်ဒီလေလေးလုံးပေါင်းချင်းဒီခွန်လို့ရိုက်တယ်နော်ဒီမှာနံပါတ်၁ဖြစ်နေတဲ့အတွက်ဒီမှာလေးလုံးပေါင်းချင်းဒီနံပါတ်၁ကိုကျွန်တော်တို့ဖန်ပြထားတယ်နော်โอเคဒီလိုရပြီဆိုရင်တော့ကျွန်တော်တို့ခါတိုင်းလေးအတူတူကြည့်ရအောင်ဗျာနော်ခါတိုင်းကကျွန်တော်တို့ဒီမှာနော်အာခွန်ခွန်နော်၃ညာခွန်ခွန်နော်၃ညာခွန်ခွန် နော်။ဒုံညာခွန်ခွန်ဆိုတော့ပေါင်းခြင်းဒီနံပါတ်၄ပါနော်။ဒုံညာရဲ့ခွန်ခွန်ပေါင်းခြင်းနံပါတ်၄၄ဖြစ်တဲ့အတွက်တဲ့ကျွန်တော်တို့ဒီမှာနှင်းနဲ့တဲ့ဒီခါတိုင်းဒုံညာနဲ့ပေါင်းပြီးတော့တဲ့ဒီလိုတဲ့ပေါင်းခြင်းနံပါတ်၄ပါတဲ့နော်။တုံညာခွန်ခွန်၄ကြားတဲ့အတွက်နှစ်တုံညာနှစ်ဆိုတဲ့ပေါင်းခြင်းနံပါတ်နံပါတ်၄ကိုကျွန်တော်တို့ရိုက်ပြထားပါတယ်နော်ဒီမှာ၉၉တုံညာနော်၉၉တုံညာပေါင်းခြင်းဒီနံပါတ်၈ပါနံပါတ်၈ဖြစ်တဲ့အတွက်တဲ့ဒီမှာ၅တ 3 3ညာတဲ့เนาะ3လုံးပေါင်းခြင်းဒီနံပါတ်10ဖြစ်ပါတယ်တဲ့เนาะဒီမှာနံပါတ်4ဖြစ်တဲ့အတွက်နံပါတ်4ဖြစ်တယ်ဒီမှာနံပါတ်10ဖြစ်တဲ့အတွက်ဒီမှာနံပါတ်10ဖြစ်ပါတယ်เนาะဒီအတွက်ကြောင့်ကျွန်တော်ဒီမှာเนาะ3ညာ5 6ဆိုတဲ့ပေါင်းခြင်းနံပါတ်4ဒီကျွန်တော်ဒီမှာเนาะ3 2ဒီတစ်လုံးเนาะဒီလို3လုံးပေါင်းခြင်းဒီနံပါတ်4ဖြစ်ရမယ်ဒါဆိုရင်ကျွန်တော်လိုအပ်နေတာဒီနံပါတ်9ဖြစ်ပါတယ် နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ၄တီ၄လို့ရိုက်မယ်နော်တိထိစီကျွန်တော်တို့၉ခါနဲ့အပိတ်လေးကြည့်ပါမယ်နော်အပိတ်ကကျွန်တော်တို့ဒီမှာကနော်၉၉၃၁ဆိုတော့ဒီ၄လုံးနော်၉၉၃၁တဲ့နော်ဒီ၄လုံးပေါင်းခြင်းဒီတဲ့နံပါတ်၉ဖြစ်ပါတယ်နော်၉၉၃၁တဲ့နော်ပေါင်းခြင်းနံပါတ်၉တဲ့နော်နံပါတ်၉ဖြစ်တဲ့အတွက်တဲ့ကျွန်တော်တို့ဒီမှာနဲ့နော် ဒီမှာနှစ်နော်ပြီးရင်ဒီမှာငါနော်နှစ်နှစ်ငါနော်ပေါင်းခြင်းနံပါတ်ဒီနံပါတ်6လို့ရိုက်ပါတယ်နော်အာဒီမှာကြည့်ပါမယ်ကျွန်တော်တို့နော်6 5တက်တက်နော်6 5 1 1ဒီပေါင်းခြင်းနံပါတ်1ဖြစ်ပါတယ်တဲ့နံပါတ်1ဖြစ်တဲ့အတွက်တဲ့5 3 3ဆိုပြီးတော့တဲ့ပေါင်းခြင်းနံပါတ်ဒီတဲ့နံပါတ်1ပါတဲ့နော် ဒါဆိုရင်ဒီမှာရှိနေတဲ့ကဏ္ဍနဲ့เนาะကျွန်တော်တို့ပေါင်းကြည့်လိုက်မယ်6 283ပေါင်းကြည့်နံပါတ်ဒီနံပါတ်9ဖြစ်ပါတယ်เนาะ9ဖြစ်တဲ့အတွက်တ3နဲ့4ဆိုပြီးတော့တကျွန်တော်တို့9လို့ဖမ်းပါမယ်တဲ့เนาะ3 2 4 6လို့ဖမ်းမယ်ပေါ့နော်ဒါဆိုရင်19 4เนาะ19 4ကျွန်တော်တို့ဒါနောက်ဆုံးမူလေးဖြစ်ပါတယ်ဗျာเนาะ โอเคပါအားလုံးပဲဒါကြိုက်နေတဲ့မှာကန်ဆန်ကြည့်ပေါ့နော် ားလုံးကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် summary လုပ်ဖြစ်တယ်ဆိုရင်တော့ကျွန်တော်ညပိုင်းကို live လေးလွှင့်ပေးပါမယ်ဗျာနော်9နာရီ10နာရီဝင်ချင်ပေါ့နော် okay ပါအားလုံးပဲမနေ့ဖန်မှာအဆင်ပြေကန်ထူးကြပါစေဗျာ till 4 sorry till 4ပါနော်ဘာပဲမှာ